ဒီမှာလည်းတည်တည်တိခတ်တဲ့ဒင်းကြောင်ရတွေတွေကအချို့ကိုထုတ်လုပ်ပြီးတော့ပြပြပြီးတော့မှဖြစ်ပါတယ်။ပထမဆုံးမျှဝေပေးခြင်းတဲ့ကြောင်ရတွေကတော့အဲဒီပြည်တော်လုံးပါတီပေါ့နော်။ဒီသူရှိမှပါတီရဲ့ဥက္ကဋ္ဌဖြစ်သူအနီဒေါ်သက်သက်ခိုင်အနီနဲ့ဒါ public ကိုအသိပေးလာတဲ့အကြောင်းအရာကိစ္စလေးတခုရှိပါတယ်။အဲအဲ့ဒါပါလဲဆိုရင်သူဒီအပိုင်းထဲမှာပြုလုပ်ခဲ့တဲ့ဒီပြည်တော်လုံးပါတီရဲ့လူလူပြည်ဆောင်ပွဲမှာ အဲဒေါက်တာတက်ခိုင်ကိုရိုင်းပေါ့နော်ဒါပြည်သူကိုအတိပေးလာတာဖြစ်ပါတယ်အတူရွေးကောက်ပွဲကုန်ချင်တာပေါ့တနားခံစားတင်ထားတယ်ဆိုပေမဲ့အဲ့ဒီတနားခံစားကို UEC ကလက်မခံဘူးပဲဖြတ်လိုက်ပြီးဒါကြောင့်မလို့သူဒီအခုကျင်းပမယ်ပေါ့နော်ဒီ2025ပါတီစုံဒီမိုကရေစီအထူးရွေးကောက်ပွဲကြီးမှာတော့တော့ကွန်ဆယ်တောင်တယောက်အနေနဲ့ပါဝင်ရှင်ပြန်ခွင့်မရရှိတော့ဘူးဆိုတာကိုအတိပေးလာတာပဲဖြစ်ပါတယ်ကျမတို့မီဒီယာသမားတွေတိကျတော့နိုဝင်ဘာလတရက်နေ့အထိကတော့သူဒီဒါ UEC ထံကို အတနာခံစားခြင်းထားထားရလို့သိရပါတယ်။ဒါပေမဲ့လည်းအခုအချိန်မှာတော့ဗောနော်ဒါ UC အနေနဲ့သူ့ကိုအဲ့ဒီအတနာခံစားတော့ပဲဖျက်လိုက်ပြီဆိုတဲ့အတွက်ကြောင့်လို့ဒီရွက်ောက်ပွဲမှာဗောနော်နာမည်ရွက်ောက်ပွဲမှာသူကိုယ်စားလောင်းတယောက်အနေနဲ့ပေါင်လို့အမြင်ရှိတော့ဘူးဆိုတာကိုအတိအကျလာတာပဲဖြစ်ပါတယ်။အဲသူကဒါရွက်ောက်ပွဲဥပဒေပုံမှန်အရှိကကြီးနဲ့ညီစုံနေဆိုပြီးတော့အဲရွက်ောက်ပွဲကွန်ရှင်ကနေပြီးတော့ဒီကိုယ်စားလောင်းစင်းကနေပဲဖျက်လိုက်တာပဲဖြစ်ပါတယ်။အဲ့တော့အရင်သက်သက်ခံအကြောင်းပြောရမယ်ဆိုရင်အရင်သက်သက်ခံက အဲဒီအရင်တော့ပေါ့နော်ဒီ energy ဆိုရလက်ထပ်ပါလေ energy party ဝင်တူအနေနဲ့ energy တော်တော်အမတ်တူအနေနဲ့ဖြစ်တည်ခဲ့တယ်ဖြစ်တည်ပြီးတော့တော်တော်လေးမှလည်း energy ဆိုရရဲ့ဒီဆောင်ရွက်ချက်အလွယ်မှားတွေကိုဒါတတိရှိရှိဝေဖန်ထောက်ပြခဲ့တယ်ပြီးတော့ energy နဲ့သူဆက်သွားဖို့ရာအတွက်သဘောထားချင်းမတိုက်ဆိုင်တဲ့အခါမှာလည်းတတိရှိရှိနဲ့ energy ကိုကြောက်ခိုင်းလာတဲ့အမျိုးသမီးတူလည်းဖြစ်ပါတယ်အဲဒါပြီးကျွန်တော်တို့ဒီ2021ခုနှစ် နိုင်ငံရေးဖြစ်စဉ်ကြီးမှာလည်းအတူတူနိုင်ငံတော်စီမံအုပ်ချုပ်ရေးအကောင်စီအစိုးရအဖွဲ့ဝင်ဖြစ်ပါဝင်ခဲ့ပြီးတော့ဒီလူမှုကေဇယ်ရေးနဲ့ပြည်နယ်ခြားပိုင်းဝန်ကြီးဌာနဝန်ကြီးဖြစ်လေပြည်သူ့ဝန်ကြီးဖြစ်လေတာဝန်ယူခဲ့သလိုဟိုတယ်နဲ့ကြီးသွားပါဝန်ကြီးဖြစ်လေတာဝန်ယူခဲ့တဲ့အရေးချင်းရှိတဲ့ပုံကတော့ပဲဖြစ်ပါတယ်ဒီလိုအမျိုးသမီးတဦးအဲဒီနာရီဆက်ကပါရီဇွန်ဒီမိုကရေစီထရီဘီပေါ့ပေါ်ချင်းက60လောက်တိောက်ဖြစ်ပေါ့မမရရှိတဲ့အပေါ်မှာတော့အဲစစ်ကောက်ဖြစ်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အမျိုးသမီးတွေနိုင်ငံရေးကဏ္ဍမှာ အောင်မြင်ဖို့ခက်ခဲပါတယ်။တခြားသောသူတွေအမျိုးသားတွေထက်ပိုပြီးတော့အောင်မြင်ဖို့ခက်ခဲပါတယ်။အဲနိုင်ငံရေးလောကမှာဆိုပိုလို့တော့ခက်ခဲပါသေးတယ်။ အခုလိုမျိုးခက်ကလေးနဲ့ဖြစ်တည်လာတဲ့ပုံကိုယ်လေးအမျိုးသမီးပုံကိုယ်လေးအဲဘယ်သူမှဆိုပေါ့နော်အဲကျွန်တော်တို့ဒီကိုယ်လေးအမျိုးသမီးတယောက်ဖြစ်တဲ့အတွက်ကြောင့်အမျိုးသမီးတို့ပို့ပြီးတော့နေရာရစီခြင်းနဲ့အထူးသဖြင့်နိုင်ငံရေးကဏ္ဍမှာပို့ပြီးတော့နေရာရစီခြင်းနဲ့ဆန္ဒထောက်ပါရှိပါတယ်။ဒါကြောင့်လေဆိုတော့ကျွန်တော်တို့လေဒီနိုင်ငံရေးတော့ကမှာအောင်မြင်ရဲ့အမျိုးသမီးတွေကိုဒါဆန္ဒမုံတာဆန္ဒမုံတာထားပြီးတော့အထူးယူပြီးတော့အဲကျွန်တော်တို့လေဒါကိုယ့်ရဲ့ဒီနိုင်ငံပေါ်မှာငါတို့ဘာတွေလုပ်နိုင်လဲငါတို့အနေကြရင်ငါတို့ဘယ်လိုလေးဆောင်ရွက်မလဲအဲကိုတက်နိုင်တဲ့ အဲအားရင်းနဲ့ဒီနိုင်ငံတော်အကောင့်ဘက်ကိုရွှေ့အောင်ငါတို့ဘလောက်ထိအားစိတ်ထုတ်ပြီးတောင်းနိုင်မလဲဆိုတော့အဲ message မျိုးတွေပြီးရင် motivation တွေကျွန်တော်တို့ယူမီယာလေးဖြစ်ပါတယ်အဲဒါကြောင့်မို့ဒီဒီနိုင်ငံကြီးမှာဒါအောင်မှုအထက်ရောက်ရှိတဲ့အမျိုးသမီးတဦးမပါဝင်လာတဲ့အပေါ်မှာတော့စင်ကောင်းဖြစ်ပြီးပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ partisan democracy ထရီလေးကိုဝယ်ကြည့်တာအောင်ရင်ဆိုကျွန်တော်နိုင်ငံပဲဆိုရင်အဲကျမတို့ဒီပန်းပေါင်းစုံနေတဲ့ပန်းကင်းကြီးနဲ့အတူကျမတို့နိုင်ငံရဲ့အနာဂတ်လည်းတော်တော်များဖြစ်ပါလေလို့ပြောကြတဲ့ အဲ့တော့ဒီတင်ဒီဘုတ်ကိုဆက်ပြီးတော့ပြန်ပြပေးပါမယ်။အဲ့တော့ဘာလဲဆိုတော့အဲမဏိယခရယာကတော့ကျွန်တော်တို့သိထားရပါတော့။အဲဗမောက်မြို့ကိုတက်တော်ကပြင်ရတဲ့တင်ဖြစ်ပါတယ်။အဲအွန်လိုင်းလူမှုကွန်ရက်ချင်းမှာရောအဲတခြားဒီ Telegram Channel တွေမှာရောဒီဗမောက်မြို့ကိုတက်တော်ကအလုံးစုံပြန်လည်ထိချုံလိုက်ပြီးဆိုပြီးတော့အတင်းနေတက်လာတယ်။ကျွန်တော်တို့သိချအောင်အတည်ပြုပြီးတော့ဆောင်းလိုက်ပါတယ်။အဲဒီကနေ့မှာတော့သိချပြီးဆိုတော့သိရတဲ့အတွက်ကြောင့်မို့ဒါညောင်းပေးရဖြစ်ပါတယ်။စက်တင်ဘာလ20ရက်နေ့လောက်က တော်လည်းလုတ်ခေလိုက်ရတဲ့ပမောင်းမျိုးပေါ့နော်ပမောင်းမျိုးကိုကုတမတော်ကနေပြီးအလုံးစုံချင်းချုပ်လိုက်ပြီးအဲဒီ the air really ဆိုတဲ့သတင်းဌာနကတော့မှသူဝန်ခံထားသေးရပေါ့နော်ဒီစစ်တမ်းနဲ့ရှမ်းပြည်တပ်တွေပမောင်းမျိုးကိုပြောင်းလာပြီဆိုပြီးတော့သူတို့ကိုယ်တိုင်တော့မှတပ်မတော်ရဲ့အောင်မြင်မှုကိုဝန်ခံပြီးတော့ဒီတင်ဆက်ထားတဲ့သတင်းတွေလည်းကျင်းနေတာကိုတွေ့ရပါတယ်ဆိုတော့ဒါဒီတပ်မတော်ရဲ့အောင်မြင်မှုဖြစ်ပါတယ်အဲ့တော့တပ်မတော်ရဲ့အောင်မြင်မှုသတင်းတွေကိုပြောတဲ့အခါမှာကျမတို့ဒီဘယ်လိုပြောရမလဲ မြို့ရီသားတွေကိုအကျွန်တော်တက်မတော်ကပြန်ပြီးတော့အောင်မြင်လဲဆိုတာတက်မတော်ရဲ့အောင်ပွဲလို့ပြောလို့ရပါမယ်တကယ်တမ်းတော့ကျွန်တော်ဒီတူရဲ့အောင်ပွဲပါ။ဘာဖြစ်လို့လဲဆိုတော့တက်မတော်ကသူပြန်လဲရရှိတဲ့ဒီနေသားတွေကိုချက်ချင်းကျမကြီးပညာကြီးလူမှုကြီးအစားရှိတဲ့အရေးပေါင်းစုံကိုချက်ချင်းသူဒါပြန်လဲဒီဆောက်ရေးအတွက်ကိုအကောင့်တွေပေါ်နိုင်ပြီးတော့ ပြည်သူတွေအေးချမ်းသာနေဖို့ရအတွက်ကိုဆောင်ရွက်ပေးတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။အဲ့လိုတိဆောက်ရေးသမားတွေရဲ့လက်ထဲကိုပြန်လည်ရရှိတဲ့မျိုးတွေဟာတော်တော်လေးကံကောင်းတဲ့မျိုးတွေပါ။နမူနာကြည့်မယ်ဆိုရင်ကျွန်တော်တို့နောင်ချိုတို့ကြောင်ငယ်တို့တိမောတို့နမူနာထားပြီးကြည့်လို့ရပါတယ်။အဲ့တော့ကျွန်တော်ကဒီမျိုးတွေဘာတွေကိုအကြံဖတ်တွေစီကနေပြန်လည်တက်ယူတယ်တက်ယူပေးတဲ့အခါမှာပြည်သူတွေပြန်လည်နေထိုင်အခြေချပြီးတော့နေထိုင်လို့ရအောင်ပညာရေးကျန်းမာရေးဒါနေထိုင်ရေးစောင့်နေအဆောက်အအုံအရာအဆင်ပြေအောင်လို့ဒီလက်ဟာမျိုးမရှိပါတော့ဒီလိုတွေလည်းမရှိဘူး။ တက်နိုင်ဆုံးဆောင်ရွက်ပြီးပြီးတော့မှ UD လက်ထောက်အေးစစ်စစ်လေးထည့်ပေးတဲ့အဖွဲ့အစည်းလို့ဖြစ်ပါတယ်။အဒီအဖွဲ့အစည်းမျိုးရဲ့ရင်းဝင်နေအောင်ပါပြန်လည်ရောက်ရှိတဲ့မျိုးတွေကတော့အတော်လေးကံကောင်းတဲ့မျိုးတွေပါပဲ။ပြန်မြောက်သေးတဲ့မျိုးတွေအတွက်ကိုလည်းစိတ်မကောင်းဖြစ်မိပါတယ်။ဒါပေမဲ့ပြည်သူနဲ့တက်မတော်တဲ့တွဲညီညီနဲ့ဒါပူပေါင်းပြီးတော့ဆောင်ရွက်နိုင်နေမယ်ဆိုရင်အဲ့ဒီမျိုးတွေချောင်းနေတာလည်းမကြခင်အေးချမ်းတဲ့ဒေသတွေဖြစ်ဖြစ်ပေါ်လာပါလိမ့်မယ်လို့ကျွန်မအနေနဲ့မျှော်လင့်နေပါတယ်။ နောက်တဲ့တင်ပို့ကတော့ကျွန်မဒီနေ့ဒီ TikTok သုံးရင်းနဲ့ပေါ့နော်ကျွန်မရဲ့အကောင့်မှာ post လေးတစ်ခုတက်လာပါတယ်ဗီဒီယိုလေးကိုတက်လာတယ်အဲပကံမှာမာရသွန်ကြိုင်ပွဲကျင်းပပြုလုပ်နေတဲ့ဗီဒီယိုလေးကိုကြည့်လိုက်ရပါတယ်အဲဒီလုပ်တံလေးကိုကြည့်လိုက်တဲ့အချိန်မှာအဲသူတို့ဒီပကံကတော်ဝင်ပါလား15ရက်နေ့မနက်6နာရီမှာစတင်ပြီးတော့အဲဒီပြိုင်ပွဲလေးကျင်းပရလို့သိရတယ်ပကံမှာရှိတဲ့အာနန္ဒဖျားရှိမှာစပြီးတော့တက်လွတ်ပါတယ်အာနန္ဒဖျားကလည်းပြီးတော့ဒမယန်ကြီးဖျားဒီယံမြင်းလမ်းလေးအတိုင်း ဆက်ပြီးရဲ့ပြီးတော့ဓမ္မရန်စကလန်ကပြန်ထွက်ပြီးတော့ဒီအနောက်ခွာဆော့ရွာဘက်ကြီးပြီးတော့ဒီပြသက်ကြီးဖျားဘက်ကြီးအဲ့ဘက်ကြီးချီပါပြီးပါတယ်27ကီလိုမီတာလောက်ရှိတယ်လို့ခန့်မှန်းနေပါတယ်အဲ့ဘက်ကနေပြီးတော့ပေါ့နော်ပြန်ပတ်ပြီးတော့မှနောက်ဆုံးဒီတာထွက်တဲ့အာရနာဖျားဖို့ပဲတာပြန်ဝင်တယ်လို့သိရပါတယ်အပြန်ခွဲကတော့နေ့တစ်ဝက်လောက်ကြီးကျင်းပါတယ်လို့သိရပါတယ်ရှင်လူပေါင်းထောင်ထဲချီပြီးတော့အပြင်းနေတဲ့မြင်ဝင်ကြီးကိုတွေ့ရပါတယ် အကမန်းကျေလို့တထောင်လောက်ပါဝင်ရှင်ပြန်ကြရတယ်လို့သိရပါတယ်အဲ့တော့ဘီကနေဝိုင်းပြီးတော့အားပေးကြတဲ့သူတွေနဲ့ဆိုရင်ဒီကြပါလူ1500 2000လောက်တော့ရှိမှထင်ပါတယ်အဲ့တော့ပကံမှာအဲဒီလိုမျိုးပေါ့နော်လူတွေစီစီကားကားဖြစ်နေတာလေးကိုကျွန်တော်တို့မမြင်ရတာကြပါပြီအဲဘာကြောင့်လဲဆိုရင်ဒီပကံဘက်ကိုပေါ့နော်ဖျားဖို့သွားမဲ့ဒီလိုတွေပြည်တွင်းရောဒီပရောဖျားဖို့သွားမဲ့သူတွေအနေနဲ့အတော်လေးစဉ်းစားကြပါတယ်ခုနောက်ပိုင်းမှာအဲဘာကြောင့်လဲဆိုရင်ဒီအချမ်းမဲ့ PDF တွေရဲ့ အဲတိုက်ခိုက်မှုနောက်ရှက်မှုတွေကြောင်းလို့ပေါ့နော်ဒါတော်တော်လေးစဉ်းစားပြီးမှပကံကိုဖျားဖို့ပေါ့ဒါအရေးဆုံးပြီးတော့ရတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့အခုဒီနေ့မာရသန်ပွဲကြီးမှာလူပေါင်းထောင်မြင့်ချီတဲ့သူတွေပကံမှာစုဝေးရောက်ရှိနေတာကိုတွေ့ပြီးတော့ပြည်ဖြစ်မိပါတယ်ကျမတို့ဒီဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့တကယ့်အမိုင်းဝင်ရည်ရွယ်မှုအမှုနှစ်တွေရှိရနေတာမှာလူတွေပြန်ပြီးတော့စီကားနေတာကိုမြင်ရတာအားလုံးရင်ထဲမှာလည်းပြည်ဖြစ်နေကြလိမ့်မယ်လို့ထင်ပါတယ် ဒါကြောင့်မလို့ဒီသတင်းလေးကိုလည်းပီတိဖြစ်သွားနေပဲညှော်ပြီးလိုက်ပါတယ်ရှင်။မိဘပြည်သူများရှင်ဒုတိယသတင်းလေးကတော့ကျမောင်းနိုင်ငံရဲ့ဒုက္ခဆင်းရဲတွေကိုပေါ့နော်။အရင်ကနေဖန်တီးပိတ်တက်လေးရှိတဲ့မီဒီယာကြီးတခုကအခုဆိုရင်လယ်လုံးနဲ့ဘိန်းဤတဲ့လို့ပြောရမလားဘယ်လိုမျိုးဥပမာနဲ့ခိုင်ခိုင်ရမှာတော့မသိရဲ့အခြေအနေတခုဖြစ်နေပါတယ်ရှင်။အဲ့ဒီအခြေအနေကတော့ထရန့်ဟာဆိုရင်အမေရိကန်သမ္မတအရတော်နဲ့ထရန့်ပေါ့နော်။သူဟာဆိုရင် BBC ကို တရားစွဲမယ်ပြီးတော့ BBC သတင်းဌာနစီကနေပြီးတော့ဘောနော်ဒေါ်လာ5ဘီလီယံအထိရောကြေးတောင်းမယ်ဆိုပြီးတော့သူကတရားဝင်ကြေညာလိုက်တဲ့အခြေအနေလေးခုဖြစ်လာခဲ့ပါတယ်။သူအဓိကဘာကြောင့်ဒီ BBC ကနေပြီးတော့ရောကြေးတောင်းရလာလဲဆိုရင်သူ့ရဲ့မိကုံးကိုဖျက်ညက်ကတ်လုပ်ပြီးတော့တင်ခဲ့တဲ့အတွက်ကြောင့်ပါတယ်။ဒါကြောင့်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နေပြီးတော့ BBC ကိုတရားစွဲဖို့အတွက်ကိုအခုဆိုရင်တရားဝင်ပြောကြားလိုက်တာတွေ့ရပါတယ်။အခုချိန်ကြီးတော့အမှုတင်ထားတာတော့မရှိသေးဘူးပေါ့နော်။ဒါပေမဲ့ဘယ်ချိန်တင်မလဲဆိုတော့မသိသေးဘူး။ မြန်မာကဘာရဲ့ပေါ့နော်ကဘာရဲ့နံပါတ်1နိုင်ငံတစ်ခုလို့ပြောလို့ရတဲ့အမေရိကန်ရဲ့သမ္မတကြီးကပြောတဲ့စကားဖြစ်တဲ့အတွက်ဒီတိုင်းလေးတော့လေထဲမှာပျောက်သွားမှာတော့မဟုတ်ဘူးရှင်အရှင်တစ်ခုခုယူဖို့အတွက်ကိုသူပြောတယ်ဆိုတဲ့သဘောတရားလေးကတော့ထင်သာမြင်သာရှိပါတယ်တော် BBC ကနေပြီးတော့ပြန်တုတ်ပြန်တာပေါ့နော်သူကပြန်တုတ်ပြန်တာဘာလဲဆိုတော့သူကဒီသမ္မတရဲ့မိကုံးကိုတဲ့သူကမရည်ရွယ်ပဲနဲ့သူတီးဖြတ်လိုက်မိရေပေါ့နော်ဒါကြောင့်သူ့အနေနဲ့ ဟိုနှောင်းတော့တောင်းမှန်မယ်ရော်ကြီးပေးဖို့အစီအစဉ်တော့မရှိဘူးဆိုပြီးသူကပြောကြားထားပါတယ်ဒါပေမဲ့ဒီဖြစ်စဉ်ဖြစ်သွားတော့ဆိုရင်ပေါ့နော် BBC ရဲ့ညွှန်ကြားမှုချုပ်ကသတင်းဌာနအကြီးအကဲရောယာဒူကနေပြီးတော့နှုတ်ထွက်သွားခဲ့ရတဲ့ဖြစ်စဉ်တွေလည်းဖြစ်ခဲ့ပါတယ်အဲ့တော့လောဆယ်မှာတော့ Donald Trump နဲ့ BBC သတင်းဌာနနဲ့ Butter Sign နေရဲ့အချိန်လေးပေါ့နော်ဒါဂိမ်းစကားနဲ့ကလေးပြောတဲ့ဂိမ်းစကားနဲ့ပြောရမယ်ဆိုသူတို့အချိန်ချင်း Butter Sign နေတာပေါ့ဘသူကဘသူရဲ့ပါဝါကိုနိုင်မလဲဘသူက အသာစီးရမလဲဘယ်သူကအောက်စီးရောက်သွားမလဲဆိုတာတော့ကျမတို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့သတင်းဌာနတွေရဲ့လှုပ်ဆောင်ချက်တွေပေါ့နော် BBC နဲ့ပတ်သက်ရင်တော့ကျမတို့နိုင်ငံမှာရှင်အမှတ်တရတွေများရှိပါတယ်ရှင်ကျမတို့ရင်းဆိုရင်မြန်မာတန်တွေပိုင်းကြည့်ရဲဆိုတော့မှ BBC BOE သွေးထိုးနေသည်လေလိုင်းပေါ်ကလူသက်သမားနားမြောက်လေးနဲ့သတိထားဆိုပြီးတော့ကျမတို့ဘဘကြီးတွေက TV ထဲမှာထည့်ပြီးကြညာခဲ့တာတွေကနှစ်ပေါင်း20 30လောက်ကြာတော့မှတကယ်မှန်နေရဲ့ဆိုတော့ကျမတို့သိလာရတယ်ရှင့်အမျိုးမြင်ရှိရတဲ့သူတွေလို့ပဲကျမတို့ချီးမွမ်းကြမှာတော့တယ် တော့ BC နဲ့ပတ်သက်ပြီးတော့ကျွန်မတို့နိုင်ငံအမှတ်တရပေါ့နော်အမှတ်တရတွေအများကြီးတွေကတခုပြောရမယ်ဆိုရင်တော့88တောင်းကလုတ်ခဲ့တဲ့မှုကိစ္စရှက်ဒီလိုမျိုးကိစ္စလေးပါ BBC သတင်းတောက်ခရစ်စတိုဖာဂါနတ်နဲ့တွေ့ဆုံမေးမြန်းခံပြုလုပ်ခဲ့တဲ့တက္ကသိုလ်ကျောင်းသူတွေရှိရယ်လေအဲ့ဒီကျောင်းသားကျောင်းသူတွေရာဆိုရင်လုံတိန်တွေကအမျိုးသမီးတွေကျောင်းသူတွေကိုမတရားကျင့်နေဆိုပြီးတော့လေတိုင်းပေါ်ကနေပြီးတော့တွင်ခဲ့ကြတဲ့အခြေအနေတစ်ခုမှာနောက်နေကြတော့ဘလုံးမထိမ့်မနိုင်သိမ့်မရစူပူ လှုံ့ဆော်မှုအုံကြွမှုကြီးဖြစ်ပြီးတော့ကျမတို့အဲ့1988တုန်းကဆိုလေမြန်မာနိုင်ငံသွေးချောင်းစီးခဲ့ရတယ်ရှင်။ဒါကြောင့်လေလိုင်းပေါ်လူသက်သမားလို့ပြောတာ။လူတွေဟာလေလိုင်းပေါ်လာတဲ့စကလုံးတွေကိုပဲနားထောင်နေရနေစဉ်နေတိုင်း။ကျမတို့ဆိုလေနေစဉ်နဲ့သတင်းတက်ဆက်တယ်။ကျမတို့စကလုံးတွေလေလိုင်းပေါ်နေမိဘပြည်သူစီရောက်နေရပဲ။အခုအင်တာနက်ခက်ပိုးဆိုးတယ်ရှင်။ကျမတို့စကားကကျမတို့ဒီမှသာထိုင်ပြောလိုက်တာ။မြန်မာနိုင်ငံထဲမှာလည်းရောက်ရှင်နိုင်နေရရောက်တာပဲ။နိုင်ငံခြားလည်းရောက်ရှင်ရောက်တာပဲ။ဘာသာပြန်ပြီးကြည့်ရလို့လည်းရှင်းရှိတာပဲ။ ဟုတ်တယ်နော်ဒီလိုပဲကျမကလည်းသူများတဲ့နေလဲကြည်ရပဲဆိုတဲ့ခါကျတော့လေလိုင်းပေါ်နေကျမအုံနောက်ထဲအများကြီး data ချက်လက်တွေရောက်နေရဲ့အဲ့ဒီ data တွေမှာကျမတို့ကကျမတို့အချင်းချင်းစိတ်ဝမ်းကွဲစေတဲ့ကိစ္စတွေအချင်းချင်းမုန်းတီးရန်လို့တိုက်ခိုက်စေလို့တဲ့ကိစ္စတွေကိုကျမတို့ကဒီကနေဒီထဲသွားမယ်ဆိုရင်ကျမတို့အုံနောက်က zombie လိုပဲအစားအစာမြင်စားကျင်တဲ့စိတ်ကလွဲလို့ရှိရင်ဘာမှမရှိတော့ဘူးအနည်းရဖြစ်သွားတာအဲ့လိုမျိုးအနည်းအနည်းရစိတ်ထဲမှာပါလဲဆိုတော့သူတို့နဲ့မတူတဲ့အရာမှန်များသူတို့တတ်ချက်နေတာ အဲ့ဒါဟာအဲ့ဒီနေရွက်ကနေရောက်လာတဲ့သက္ကလုံနဲ့အဲ့လိုမျိုးသတင်းဌာနတွေကနေပြီးတော့ပြောလိုက်တဲ့ပေါက်လို့ပဲစားတက်တည်ရှိလားမသိမရှိလားမသိတချို့တက်တည်ဆိုအတုတွေလောက်ထားတဲ့တက်တည်တွေကဒီတွေကနေဒီကိုသွားပြီးတော့တို့အုံတော့က virus ကိုက်သွားတာဒါကြောင့်အစိမ့်ပြင်တို့ခုနကလို့ပေါ့သူများကသူများမဲဆွယ်စီရင်ဝင်လိုက်လောက်တာကိုသူဓာတ်နဲ့လိုက်ခုတ်တယ်တက်ရောက်လို့ပေါ့ပိုးဝင်သွားပြီလေမရတော့အဲ့တော့အစိမ့်ပြင်တို့လိုက်တယ်ဒုက္ခပေးတယ်စားမယ်တောက်မယ်တတ်မယ်ဖြတ်မယ်ဆိုတော့အသိဉာဏ်ကင်းလွတ်သွားတဲ့အခါမှာဓာတ်တွေအားလုံးကိုတာဝန်ရှိရာသတင်းမီဒီယာဌာနတွေရှင့် ကဘာမှာသတင်းတွေဟာနေစင်နေတာထောင်နဲ့တောင်နဲ့သိမ့်နဲ့ရှိပြန့်နှံ့နေတယ်။အဲ့ဒါတွေကိုလူတွေကစားသုံးတဲ့အခါမှာအစိတ်ရှိတဲ့သတင်းလားမသိအစိတ်မရှိတဲ့သတင်းလားမသိတိုင်းကျိုးပြည်ပြသတင်းလားမသိတိုင်းဖြတ်ပြည်ပြသတင်းလားမသိစားသုံးတဲ့အခါကျတော့အစိတ်သတင်းစားမိရတော့အစိတ်တင်တာပေါ့ရှင်။ကိုကိုယ်တိုင်တောက်ထက်စိတ်တွေတင့်နေမြန်မာနိုင်ငံမှာနေပြီးတော့တချို့ရှိရဲ့တောက်ထက်စိတ်တွေတင့်နေရ။တောက်ထက်မုန်းနေဘာမုန်းလို့မုန်းမှန်းလည်းမသိဘူး။ဘဝကြီးကလမ်းပြောက်ရှိရလေအခုစီဒီယံလောက်ကြတဲ့ ကောင်လေးတွေကောင်မလေးအเจ้าလူเจ้าသားတွေအဲ့ဒါအစိမ့်တင်သွားတာပဲအစိမ့်တဲ့လူသားတွေဖြစ်သွားတာပဲရှင့်စေးချောင်းပထမနှစ်ရောက်နေပြီဆက်မတက်ဘူးအဲ့ဒါသူ့ဘဝအစိမ့်တင်သွားတာပဲလေတိုင်းပြန်ဘာဖြစ်မလဲဘာမှမဖြစ်ဘူးသူတို့မုံနေရဘောမတွေဘာဖြစ်သွားလဲဘာမှမဖြစ်ဘူးတချို့ဆိုရှစ်တန်းနေစီချန်လို့တဲ့ចောင်းထွက်သွားတယ်သူ့ဘဝအစိမ့်တင်သွားတာ तू မသိဘူးသူမြောက်လည်းညှိုးလိုက်ထိုးနေလဲသူ့ဘဝအစိမ့်တင်သွားတာလေအဲ့ဒါကိုပြောတာရှင်သတင်းနေရနေကျမတို့ကအစိမ့်တွေရှိတဲ့အခါမှာအဲ့ဒီအစိမ့်ဖြေစေရကျမတို့အုံနောက်ထဲမှာရှိဖို့လိုတယ် အဲ့ဒီအစိတ်ဖြေစေရကျမတို့တရင်နဲ့အဆုံဖတ်ရတယ်ဘူးတုတရှာမိရတယ်အသိဉာဏ်အမြင်မှန်ရနေအောင်ကွက်ကွအမြဲတမ်းနှစ်မျက်တတစဉ်းစားတွေးတော်တတ်ရတယ်ဒီတော့မှကျမတို့ဒီတရင်အစိတ်တင့်စီရနေကာကွယ်နိုင်မှာတော့ BBC ကပေါ့နော်ဟိုဟိုဒေါ်နယ်ထရန့်ကတော့မှသူ့ရဲ့မိကွန်းလေးကိုဖြည့်ညက်ကလောက်တာလေးတခုတည်းနဲ့တရားစွဲတယ်ရောကြီးတောင်းတယ်ဆိုရင်ကျမတို့နိုင်ငံဆိုရင်အသက်ပေါင်းများစွာဆုံးရှုံးသွားခဲ့တဲ့အရာတွေအတွက်အခုဆိုရင်တရင်မှားတွေထိုင်းလွင့်နေတဲ့တရင်ဌာနတွေကိုတရားစွဲဖို့အတွက်မတင့်တော်ဘူးလားရှင့် အမှုဆိုတာဆွေးရမရှိပါဘူးတည်သွားတဲ့သူရဲ့ဝိညာဉ်တွေကကျွန်မနိုင်ငံမှာတိမ့်နေတော့ခြေလောက်ပြီလားမသိဘူးရှင်1988ကနေအခုချိန်ထိပြန်တွက်မယ်ဆိုရင်နှစ်ကြိမ်ရှိပြီကျွန်မနိုင်ငံသွေးချောင်းစီးရတာအဲ့လိုသွေးချောင်းစီးဖို့အတွက်စ조사ခဲ့ကြတဲ့သတင်းဌာနတွေကိုကျွန်မတို့ကတရားစွဲဖို့အတွက်မ조사တဲ့လားရှင်တော်နဲ့ထွက်တော့သူ့ရဲ့လူပုတ်ကိုတယောက်တယောက်ထဲအတွက်နော်ဒါသူဘာမှအရင်နဲ့နေနေတော့လည်းမဟုတ်ဘူးတိတ်ခါကြာရှိမယ်သူတို့နိုင်ငံရေးနည်းနည်းလှုပ်ခတ်သွားရှိမယ် သူအသက်လည်းဆုံးရှုံးသွားတယ်မဟုတ်ဘူးဒါတော့မှသူတရားစွဲတယ်ဆိုကျွန်မနိုင်ငံပူတော်တရားစွဲတဲ့နေရယ်ကျွန်မနိုင်ငံမှာသူတို့သတင်းဌာနတွေကြတိတ်သွားတဲ့အသက်တွေအများကြီးပဲရှင်ပြက်သွားတဲ့ဘဝတွေအများကြီးပဲမတရားပြုကျင့်ခံရတဲ့မိမပြိုလေးအများကြီးပဲစစ်ဘေးစစ်တမ်းကြားထဲမှာဒုက္ခရောက်သွားတဲ့ခြိလက်တွေမရှိတော့တဲ့လူငယ်တွေအများကြီးပဲမိဘမရှိတော့တဲ့ကလေးတွေတပုံကြီးပဲစစ်ဘေးစစ်တမ်းကြောင့်ဘဝတုံ့ညဖြစ်ပြီးတော့လမ်းဘေးမှာအိတ်နေရတဲ့လမ်းဘေးမှာစားရတဲ့ဘဝရောက်သွားတဲ့သူအများကြီးပဲရှင်အဲ့ဒါတွေအတွက်ရော်ကြီးတွေကျွန်မတို့တောင်းတောင်းတင်နေတယ် ကျမောက်နိုင်ငံတအားနစ်နာခဲ့ရတာသူတို့တွေကြောင့်တော်တော်စိတ်နာဖို့ကောင်းပါရဲ့ရှင်။ရောနိုင်ငံတော်ကပြည်သူတွေအတွက်ကိုပေါ့နော်။ကာကွယ်ပေးခြင်းနဲ့ဆိုတော့ဒီလိုသတင်းဌာနတွေကိုတရားစွဲသင့်ပါတယ်။တက်သေးလည်းအများရှိနေရပဲလေ။သူတို့တင်တဲ့သတင်းကျမောက်နေရမြင်နေရပဲ။ဒါတွေကအကောင်းဆုံးတက်သေးရပဲလေ။ဒါတိုင်းနဲ့ကျမောက်တရားစွဲလို့ရတာပဲဟုတ်တယ်မလား။ဒါလေးတော့ကျမဒီနေ့မှတင်ပြခြင်းပါတယ်။တောင်းဆိုခြင်းပါတယ်။မြို့ပပြည်သူများလည်းကျမရဲ့စိတ်ဆန္ဒနဲ့တထက်ထဲဖြစ်နေမယ်လို့လည်းယုံကြည်ပါရဲ့ရှင်။ဟိုနေ့ကလည်းကျမတွေ့ပါတယ်။ပြန်ကြားရေးကရုတယ်မှာပေါ့နော်။သတင်းဌာနတစ်ခုကလည်း မြန်မာနိုင်ငံပြည်တွင်းသတင်းဌာနတစ်ခုက BBC ကိုတရားစွဲဖို့အတွက်အစီအစဉ်ရှိမရှိဆိုပြီးတော့နိုင်ငံတော်အမေးထားရှိပါတယ်။အဲ့သတင်းဌာနကလည်းကျွန်မတကယ်ချစ်ကျူးပါတယ်။ဒီလိုတွေးခေါ်လေးကျွန်မတို့အားလုံးရှိဖို့လိုတယ်။ကျွန်မတို့နစ်နာခဲ့ရသမျှအတွက်ရော်ကြေးဆိုတာလိုအပ်ပါတယ်။ကျွန်မအလကားခံလိုက်ရတယ်ဆိုတာမျိုးတော့ဖြစ်တယ်ဦးလေဟုတ်တယ်မလား။ဒီတော့မှဒီလိုရော်ကြေးတွေတောင်းနိုင်မှာနောက်ထပ်နောက်ထပ်မီဒီယာတွေကကျွန်မတို့နိုင်ငံကိုအလွယ်တကူမထိခဲ့မှာ။နမို့ဆိုကျွန်မတို့ကစော်ကားကြင်တိုင်းစော်ကားလို့ရတယ်မင်းမပြိုလေးဖြစ်နေမှာပေါ့ရှင့်။ဒါလေးကိုကျွန်မတို့အမျိုးသားရေးစိတ်တက်နဲ့အချို့ရလေးမှာပြင်မျိုးလိုတယ်။ ုံ့ပြန်နိုင်တဲ့ကိစ္စတွေတုံ့ပြန်နိုင်မှုလိုပါတယ်ရှင်ဒီချက်လေးပဲသတင်းနှစ်ချုပ်အနေနဲ့ကျွန်မအနေနဲ့တင်ဆက်လိုက်ပြရစီတော့ရှင်